ခုအတွေ့အကြုံပဲအခုခန္ဓာကိုယ်နာလေးနေခွင့်လားဆိုတော့ဟုတ်ဟောဟိုဒီဘာလို့သူတို့ကခြေခြေပြောပါတော့ဟိုဝိယုံယူလာတယ်ပေါ့ဝိယုံယူလာတယ်ဆိုတဲ့အခါကျတော့အမှန်လေးကျထူးဆန်းတာဟိုဟိုဥမာပေါ့နော်ဒီအပေါ်ဆိုခရမ်းဆိုရင်ခရမ်းလို့ဝိုင်းလေးပေါ့အာအဝိုင်းလေးအဲ့လိုအဲ့လိုမျိုးဟာမျိုးလေးခြေဆက်ဆက်တေးသေးလေးလိုမျိုးပဲအဆက်တေးသေးလိုမျိုးအဲ့လိုသူ့နေရာနဲ့သူပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးလေးအဲအဲ့လိုမျိုး အဝိယုံကြီးဆိုတော့ကိုလိုဝိယုံကြီးဆိုတော့ဟိုဟာမျိုးအင်ကြီးလိုမျိုးမဟုတ်ပဲနဲ့အပိတ်အဖြူပေါ်မှာမှသူ့ဆိုင်ရအရာဟုတ်တယ်အဲ့လိုဆက်ကလေးကျဲအာပြီးတဲ့ခါကျတော့သူကတယ်လာတဲ့လူတွေကိုတွေ့နေတာတွေ့တယ်ကျဲဟိုဟာတယ်လာတာကလည်းအဲ့လိုဝိယုံအဖြူနဲ့အဖိုးအဖိုးအဖိုးလိုမျိုးပဲအဲ့ပေါ့နော်နှစ်ပါးပေါ့နော်ကျဲပြီးတော့မှအကျဲပြောရွှေရောင်ဝိစုံနဲ့အဖိုးနှစ်ပါးအရှိနောက်ဆုံးမှအဲ့လိုမှပေါ်လာတယ်သူကကဘာဆောင်ငကားကြီးယူနေဟိုနေရာမှာဟုတ် အဲ့ဒါပြီးရခါမိညောက်ရွာဟာကျတော့မိညောက်ရွာဟာမွေလေးရတော့ဟိုအချင်းရွှေရောင်မွေလေးဟိုမှာတတိလေးမျက်လုံးကနိနိလေးဟုတ်တယ်ဟုတ်သူ့မျက်လုံးလေးကနိနိလေးသူကအဲ့ဒါသူကပြေးနေတာကျန်တယ်အပေါ်အောက်ကလေးတူ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 မွေလေးလို့ပြောပါမွေလေးသွားတယ်ဟုတ်တယ်ဟုတ်တယ်အပေါ်အောက်ကိုသူအဲ့လိုပြောတယ်သူကချက်ကလာလေးနဲ့ချိန်သွားဟုတ်ဟုတ်အဲ့လိုသူခုနဆက်ကလေးနားလေးကိုသူကပြေးသွားပါတော့နော်အဲ့အဲ့လိုမျိုးလေးပြီးလို့ရှိရင်ဟိုဟာပေါ့တခဏကူကအဲ့ခရမ်းရောင်နဲ့ရွှေရောင်ပေါ့ခရမ်းရောင်နဲ့ရွှေရောင်လေးရတာ အဲ့တခဏကိုမှအဲ့လိုမျိုးပြန်နေဟောအဲ့လိုမျိုးဟိုဖြစ်တဲ့ချက်အဲ့ဆွဲရင်သွားနေတာပေါ့တိလာဆွဲရင်သွားနေတော့အဲ့လောက်ဆွဲဟိုဟိုမဖြစ်ဘူးချက်အဲ့ခရမ်းအောင်လည်းရွှေရောင်မယ်ရဒီခဏကိုထဲမှာအဲ့လိုမျိုးဒီသွားနေတာပေါ့နော်အဲ့ဟောအဲ့လိုအဲ့လိုမျိုးဟိုဖြစ်တဲ့ချက်ဟောကျန်လာတော့ထူးထူးဆန်းဆန်းစက်ကကြတော့ဘယ်လောက်လို့ပြောလဲရက်ကအစောပိုင်းတနစ်လို့ပြောရချင်းဟင်တနစ်လို့ပြောရဟုတ်ဟဲ့တနစ်တယ် ဟောပြီးတော့မှအော်တနစ်လာဆိုတော့လေဟိုဟာပေါ့နော်ဟိုနောက်ပြောပြန်စင်းစားတယ်ထင်တယ်ဟိုဟာအဲ့ဒါတော့တမီးဟိုဟာတေချာမသိလိုက်ဘူးဟိုပြီးရခါကျတော့သူကအင်းဟိုတီချဲပေါ့နော်နာတဲဟိုဟာဗနေရက်လဲတနာဟိုဟာတပတ်လာတနာဟိုဟာအဲ့လိုမျိုးပေါ့နော်ရက်အလအဲ့လိုမျိုးတေချာဟိုဟာဖြစ်ဆိုတော့အဲအဲ့ဒါနောက်ကျတော့ခါကျတော့တလလိုပဲဟုတ်တလဟိုဟာဖြစ်တယ်ဟုတ်တလလိုပဲသူပြန်ပြောဟိုဟာဖြစ်တယ်ကျင့်စဉ်ကြတော့အခုလက်ရှိသမီးလုပ်နေတဲ့ဟာ ကျင့်စဉ်ကကြတော့ဟိုအားတဲ့တနေ့ဟိုတဲ့ဟိုပါတော့အနည်းဆုံး15မိနစ်လောက်တရားထားရည်ချင်။အော်အဲ့ဆိုရင်15မိနစ်မှာဘာဟိုဖြစ်ရမလဲဆိုတော့အဲ့ဒါတော့မပြောပဲချင်။ဟိုပါတော့15မိနစ်မှာဘာမှန်မှာလဲဆိုတော့အဲခံစားမိတာကတော့တခြားမမှန်ရင်တော့မဝင်သေးထွက်လေဘူးပဲ။အော်အဲ့တော့တမထပိုင်းကိုတင်ခိုင်းတာအနည်းဆုံး15မိနစ်လောက်တော့လုံးနဲ့တည့်ရဖို့ပေါ့နော်။အော်အဲ့ဒါကိုသူကတစ်နှစ်လို့ပြောချင်တာကျ။ အဲ့ဒီဟာလုပ်တဲ့ဥစ္စာပါလေအဲ့ဒါဆိုတနစ်လောက်တော့လုပ်ပါเนาะဟောဟာဝင်လေးထွက်လေးဟိုဒါတနစ်လုံးခန္ဓာကိုယ်နာလေးလေးဘို့ဘို့ဟာတနာလုံးဟောအဲ့ဟောပါတော့ဒီချက်နဲ့ဟောအပြင်မှာတွေ့မှအဲ့အဲ့လိုမျိုးတွေ့တာတော့အကောင်းဆုံးမော်တဲ့အပြင်မှာတွေ့တာအကောင်းဆုံးတကယ်လို့အဲတမီးအရန်ဟောဖြစ်တဲ့အခက်အခဲမဖြစ်ဘူးအခက်အခဲဖြစ်တယ်ဆိုရင်လေတဲ့အဝေးရနေလို့လေရတယ် ကြတယောက်ရောက်မှာပြောပေးတာလားစိတ်ထဲရောပေါ်လားစိတ်ထဲရောဟိုမှာဖြစ်တာချင်းစိတ်ထဲသူအတန်ကြားတာလည်းမဟုတ်ဘူးအတန်ကြားတာလည်းမဟုတ်အဲ့လိုစိတ်ထဲရောပေါ်လာခါကျကိုယ်စိတ်လည်းကိုယ်ဖြစ်နေမှာကြောက်တော့ပေါ့အဲ့လိုမျိုးဆိုတော့ဩဒါတပည့်တော်ရဲ့အထင်လေးအမြင်လေးပေါ့နော်တပည့်တော်စိတ်နဲ့ဟိုမှာဖြစ်တဲ့ဟာတွေမဖြစ်ပါစေနဲ့ပေါ့နော်အဲ့လိုမျိုးတော့ဟိုမှာဖြစ်လိုက်တယ်တမီးအဲ့လိုမျိုးဟိုမှာဖြစ်လိုက်တယ်ချင်းအဲ့လိုမျိုးဆိုတော့ခါကျတော့ဟိုဟာဘောနော်ဒီအရင်တော့ ့အဲ့ချဲအဲ့လိုမျိုးပေါ့နော်အရင်အရင် strong ပေါ့နော်အရင် strong မျိုးတော့မခံစားရဘူးဒါပေမဲ့သူကလည်းသူလဲပြောတော့လဲစရာလဲပတ်စရာရှိရတော့လဲသွားတယ်ပေါ့နော်ဟုတ်ထူးထူးခြားခြားပါလေရနိုင်တယ်အဲ အဲ့ဒါဟိုတော့မဖြစ်ဘူးကျဲကျန်တာထူးထူးခြားခြားတော့ဘာမှဟိုမဖြစ်ဘူးခနာကုန်ရာမီဘယ်နေအထီးပြီးတော့ဟုတ်ကဲ့ဝင်ဟိုဖြစ်တဲ့အစီအကြောတော့ဟိုပြီးတော့သူတို့ဟိုဘောတော့ဘယ်လိုပြောရမလဲကျဲခုနအဲ့ဒီဟာတက်တဲ့ဟာဒီချင်းပြောက်သွားလို့မသိတက်တဲ့ဟာတွေရတာလေအဲ့ဆက်ဆက်တွေဩပြီးခုနအဲ့ဟိုလေးတွေအဝိုင်းလေးတွေရတယ်အဲ့ကိုကိုကဘောနော်ဒီဟိုဟာလေးကိုတိမ့်လိုက်ပြီးဆိုရင်အခါကျအဲ့ဒါတွေက ကိုယ့်ရဲ့ခန္ဓာကလည်းကတော့ပေါ်တယ်ပါနစ်ဝင်သွားတယ်လို့ပဲအေးပေါ်နေဝင်ပြီးတော့အဲ့လိုမျိုးပြောက်သွားတယ်အဲ့လိုမျိုးပေါ့နော်ဒီခန္ဓာကိုယ်ကအဲဒီဝိညာဉ်ခန္ဓာနဲ့ခန္ဓာဒီမှာအဲသူအဲ့ဆက်တွေကအလိုလည်းရခန္ဓာမြုပ်ပြီးတော့ဟာဟိုပါပေါ့နော်အဲမြုပ်ပြီးတော့ပြောက်သွားတယ်ပေါ့ဟောအဲ့လိုအဲ့လိုမျိုးပါဟိုကဖြစ်နေချင်းဟောဟုတ်ဟုတ် congratulations ပါ